ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာဟင်း innovation ပဲဖြစ်ပါတယ်အဲကျွန်တော်လက်ရှိမှာ business trainer ဆရာ consultant အနေနဲ့တာဝန်ယူပြီးတော့ကုမ္ပဏီပေါင်းများစွာ corporate trainee တွေနဲ့အတူအဲနောက်ထပ်ကျတော့ကျွန်တော်ကုမ္ပဏီပေါင်းများစွာကို CY agent ဖြစ်လောက်ပိုင်းဆောင်ရွက်နေတဲ့သူလည်းဖြစ်ပါတယ်ဒီနေ့မှာအဓိကကျွန်တော်မျှဝေသွားပေးချင်တာကလူကိုရေးဆွဲတဲ့အခါမှာအဓိကအချက်တွေကိုမျှဝေသွားပေးပါမယ်အဲလူကိုရေးဆွဲတဲ့အခါမှာလိုအပ်တဲ့အချက်တွေဆိုလို့ အဲကျွန်တော်က graphic design ကိုလောကကျွမ်းကျင်နေရလားဆိုတော့ကျွန်တော်တေချာစွာ logo တခုကိုမဆွဲတော့ပါဘူး။ဒါပေမဲ့ကျွန်တော်ပြောချင်တာကကျတော့အဲ့ဒီမှာဆိုရင် principle တွေရှိတယ်။ logo တခုလုပ်ခဲ့တာ။ရိုးရိုးသွားလုပ်လို့မရ။ငါးချက်ကိုစဉ်းစားပါ။ logo တခုရေးဆွဲတော့မယ်။နံပါတ်1 simple ရိုးရှင်းရမယ်နော်။မိမိတို့ရဲ့ logo များသည့်ရိုးရှင်းရမယ်နော်။တချို့ logo တွေမရိုးရှင်းဘူးနော်။ယောက်သား color တွေကဘောင်းစုံအာဘာရီမန်ကိုမသိဘူး။ကျွန်တော် LGBT အလံကြလို့ ရှုပ်သေးပွေလေးရဲ့เนาะသဘောကျပါတယ်အဲနောက်တစ်ခုအကြတော့ကျွန်တော်တို့ memory မဖြစ်ရမှတ်မိလွယ်ရမယ်ဒီ logo ကိုတွေ့တာနဲ့ဒီလုပ်ငန်းဆိုတာတန်းသိရ KFC ကိုတွေ့ရတယ်ကျွန်တော်အချက်ကျော်လုပ်ငန်းတန်းသိရ Lotteria ကိုတွေ့တာနဲ့ဒါဒီချက်ကျော်မှန်တန်းသိမှတ်မိကမုံပွင့်ဆိုတာကိုရန်ကုန်မှာတွေ့တာနဲ့ဒါဒီကမုံမှန်တန်းသိရ City Map City Map မှန်တယ်အမျိုးဖြစ်နေရသူရဲ့ thing နေရအစား ။နောက် memorable ဖြစ်ပြီးသွားရုံတော့မပြီးသေးဘူးတဲ့။ကျွန်တော်တို့ကဘာဘာဆက်ပြောထားလဲဆိုလို့ရှိရင်နံပါတ်3ချက်က timeless ။ timeless ဆိုတာယာယီမဖြစ်အောင်နော်။တချို့လူတွေလေ logo တွေခဏခဏအပြုတ်ပြင်အပြောင်းလဲလုပ်တယ်။နကိုကတဲ့ကမရေးဆွဲခြင်းမရေးဆွဲနဲ့အဲ့ဒီ logo ကိုတစ်သလုံးသုံးရမှာဖြစ်တယ်။ဒီတော့ယာယီအနေနဲ့သဘောထားလို့မရ။နောက်ဆုံးတစ်ချက်။နောက်ဆုံးတစ်ချက်အရှိရာတစ်ချက်ကဘာလဲဆိုလို့ရှိရင် base တယ်ဖြစ်အောင် ဘယ်စရင်စအဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်မြန်မာလိုဆိုရင်တော့ပြုတ်လွယ်ပြောင်းလဲဟာကောင်းလိုက်တာပြုတ်လွယ်ပြောင်းလဲဆိုတာစနကတိုင်းလက်လိုမျိုးအာခဏခဏကြီးပြောင်းလဲနေမှာမျိုးမဟုတ်ဘဲနဲ့သူကကြတော့ပြုတ်လွယ်ပြောင်းလဲလို့ဥပမာ FA ဆိုလို့ရှိရင် FA ရဲ့ logo တွေကိုကြည့်ကြည့်လိုက်တဖြည်းဖြည်းချင်းဒီပန်းစီတချမ်းပဲ့မှန်ဟုတ်တယ်အကုန်လုံးဒီပန်းစီတချမ်းပဲ့ကြီးပဲသူတို့အစင်ဆက် တို့မှာတို့ဒီနည်းနည်းလေးတော့အကြာလေးတွေပါတာအချေတာအလင်းပေါက်လေးတွေထဲ့တာတို့ရတယ်တို့ပြောင်းပြောင်းလဲလဲလေးပြုတ်လဲပြောင်းလိုက်ကျွန်တော် app တွေမဟုတ်ပါဘူးတခြားသော Google လည်းအဲ့လိုပဲ Google ရဲ့အခုအာ logo အဲ့လို logo မဟုတ်ရင်တော့ design လေးတွေအဆောင်လေးတွေတိုင်းပဲ Google ကတော့ Google ပဲ Okay နောက်ဆုံးတစ်ချက်ကじゃ appropriate အဲ့ဒါအရင်အရေးကြီးတယ်တင့်လျော်ရမယ်နော်ဥပမာဖြင့်အာတရားစာပေရောင်းပါတယ်ဆိုမှအရက်ပလင်းပုံစံနဲ့ ဓမ္မစာပေဆိုပြီးတော့သွားပြီးတော့ရောင်းလို့မရကျွန်တော်အင်ဂျီရောင်းတော့မယ်ဆိုရင်လည်းအင်ဂျီနဲ့စိုင်နဲ့ logo elements လေးပါရမယ်မျက်မှန်ရောင်းပြီဆိုလည်းမျက်စိတို့မျက်လုံးတို့အဲဒီမျက်မှန်ခိုင်းတို့ဒါပါတဲ့ logo မျိုးရေးဆွဲရမှာဖြစ်တယ်ပြီးတော့ logo တခုလုတ်တဲ့အခါမှာအဲ့ဒီအချက်၅ချက်ဒီအရန်အရေးကြီးတာပဲဖြစ်ပါတယ်အဲ့ဒီတော့ဒါကို